င်္ဂလာပါခင်ဗျာ anyone can go လူတိုင်းချက်နိုင်တဲ့အစီအစဉ်မှကြိုဆိုပါတယ်ဒီအစီအစဉ်မှာလွယ်ကူတက်တာပြီးစားကောင်းမဲ့အစားအသောက်တွေကိုချက်ပြုတ်ပြတာပေးမှာပါဒီဘက်ချက်ပြုတ်ပြတာမဲ့အစားအသောက်ကတော့ကျွန်တော်တို့ကိုရီးယားအစားအသောက်တစ်မျိုးဖြစ်တဲ့ဘူဆမ်လို့ခေါ်တဲ့ဝတားပေါင်းချက်သားပေါင်းပါဝတားပေါင်းလို့ဆိုတဲ့နေရာမှာဆော့တစ်မျိုးနဲ့စားရတာပါဒါပေမဲ့ကျွန်တော်ကတော့ ဒီမှာအဲ့ဒီကိုရီးယားအစားအစာကိုမြန်မာမှုပြုတ်ပြီးတော့ပြန်လဲချက်ပြုတ်ပြတ်တာပါပါအခုလောလောဆယ်ကျွန်တော်ဝတာ30တာ30တာကြက်ပောင်တစ်ပောင်ဝယ်ထားပါတယ်ဒါပေမဲ့ဒါရီကိုမပောင်းခင်မှာကျွန်တော်ဒါရီနဲ့စားဖို့အတွက်ကိုကျွန်တော် shop အရင်လောက်ပါမယ် shop လောက်ဖို့အတွက်ကိုကျက်တော်နီတချမ်းကိုပပလှိပါမယ် ပြီးတော့သူ့ပကံလုံးထဲမှာထည့်ထားပေးမယ်နန်းနမ်းမင်းနန်းနမ်းမင်း၄၅ပင်လောက်ဆိုရပါပြီနန်းနမ်းမင်း၄၅ပင်ကိုလည်းကျွန်တော်တို့ပပပပလေးပြီးပါပြီးပြီးတော့သွားနာတော့ပဲထည့်ထားမယ် င်တော့ဂျင်းဂျင်းတော့အနှဲငယ်ပါပဲဂျင်းအဝိုင်းလေးနှစ်ဝိုင်းလောက်ဆိုရပါပြီအဲ့ဒါကိုကျွန်တော်တို့အတုံးတေးသေးလေးတွေပပလေးတွေလှူပါမ မှဆိုလို့ရှိရင်ကြက်တော့နေပါပါလေးရတာရဲ့နာမည်အချင်းရပါအဲ့ဒါအောင်မှာအစိမ့်မဟုတ်အဖေ့စုံနဲ့လေးစုံထဲပါရှာလာကြရေး talaga yu la pe zone na so sao đó là phi sơn này sơn đâu qua lại bà đấy biến đại công lao ngồi tham này မှွေပြီးတော့ခဏနှက်ထားပါမယ်အချင်းလောက်ပြီးွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဇောနာကကိုရီးယားစားသားကိုမြန်မာမှုပုမြန်မာမှုပြုထားတယ်ကျွန်တော်တို့ဝတ်သားနဲ့ကြက်သားကိုစတင်ပြန်ပြီးတော့ပေါင်းပါတော့အခုရေကိုတော့ကျွန်တော်တို့ဦးတော်ဝက်လာကိုထည့်ထားပါတယ်ထည့်ထားပြီးတဲ့အချိန်မှာ ဝတ်သား30တာအတုံးလိုက်ကိုပဲဒီရေထဲမှာနှစ်ပံပင်းချက်ပံပါနေပြီးွားရဆိုလို့ရှိရင်တက်တော်နီးတစ်လုံးနဲ့တစ်ချမ်းပါအလုံးကြီးတော့ကျွန်တော်ကတစ်လုံးနဲ့တစ်ချမ်းပေါ့ဒါဟုတ်ပဲဒီလိုအတုံးလိုက်ဒီမှာထည့်မယ်နောက်တစ်ခုကို ုံးပိုက်လောက်ပိုင်းပြီးတော့တစ်ဖက်စီထည့်မယ်ကျက်တော်ဖြူငါးမွာလောက်ပါငါးမွာအောင်မှာတမွာကိုရင်လေးတွေခွဲလိုက်ပါမယ်တစ်ချမ်းမှာတစ်ချမ်းအောင်မပြတ်လဲရပါတယ်တန်ခွဲပြီးတော့ဒီဘက်ဘေးမှာတစ်ခုစီထည့်မယ်ပြီးရင်တကြားပါ giáo rồi cho nó tham biến ra sao nè là sao mà tiền chế mà chế nào đó tôi ngoan lao tuổi già vậy bà tôi ngoan lưu bé chặt phải chế gì chém lại phải thế nó bé ngàn dài ấy တိုင်းငံပြားရောအမင်းစားစုံနဲ့နှစ်စုံလောက်ဆိုရပါပြီပင်စားအဖေ့စုံနဲ့နှစ်စုံပြင်တော့ငရုတ်ကောင်းမို့နည်းနည်းထည့်မယ်အလုံးထည့်ပြီးွားရင်တော့အရေးကြီးတာတစ်မျိုးထည့်ပါမယ်။အဲ့ဒါကတော့ coffee mug ပါ။ coffee mug အကြမ်းပါ ကော်ဖီမုတ်အကြံခမင်းစားစွန်းနဲ့သုံးစွန်းလောက်ထည့်ရပါမယ်ဆက်စွန်းဆက်စွန်းသုံးတော့ကျက်တုံပြူကျက်တုံဤချင်းကော်ဖီမုတ်ရဲ့ကြကြားရဲ့ပဲငံပြားရဲ့စားရဲ့ထည့်ပြီးွားလို့ရှိရင်တော့ကျွန်တော်တို့ပြင်ခတ်မုတ်လေးတစ်ဖေးစွန်းနဲ့နှစ်စွန်းလောက်ထည့်ပါမယ် အားလုံးအမဲတွေစုံပြီးထည့်ပြီးွားရင်တော့ကျွန်တော်တို့အဖုံးအုပ်ပြီးတော့မိနစ်30လောက်ပြုတ်ပေးထားရပါမယ်မိနစ်30ကြာကြာလောက်ကျွန်တော်တို့ဖုံးအုပ်ပြီးပြုတ်ထားပြီးွားပြီဆိုလို့ရှိရင်တော့ကြက်သားနဲ့ဝက်သားကိုဆယ်လို့ရပါတယ် ကော်ဖီမုန်းနဲ့ကျုပ်ထားတဲ့ကြက်သားဟာဒီလိုညင်ညူအောင်လေးတန်းပြီးတော့အရန်ကိုလှနေပါလေ။ဒါနော်တို့ကိုရေအေးနဲ့နိုင်ငယ်ပြန်ဆေးပေးရပါ င်တော့ကျွန်တော်တို့ဝက်သားကိုပြီးပြီးတော့ဆလိုက်ရက်လေးနဲ့ဖြန်ပြီးတော့ခင်းပြီးတော့ထည့်ပါမယ် ူကတော့ဘလို့စားရလဲဆိုလို့ရှိရင်ဒီအတုံးလေးတွေကိုအရွယ်တော့သုံးစောနာကဆော့ဖြီးတယ်ပြီးရင်ဆလဲတရကိုယူတုံးလေးကိုဆလဲရတမှာထည့်ပြီးရင်တော့စောနာကလောက်ထားတဲ့အချင်းနဲ့အချင်းကိုမနာထည့်ထားတဲ့အချင်းကိုဒီဘသားပေါ်မှာတင်ပြီးတော့ဆလဲကနေအော့

တသားကိုလည်းနှစ်သက်သလိုအသားမှွာပြီးတော့စားနိုင်ပါတယ် ဒါကတော့ကိုရီးယားစာသာဘူဆန်လို့ခေါ်တဲ့စာတောက်ကိုမြန်မာမှုပြုထားပြီးတော့မြန်မာအရာသာမြန်မာပြည်ပစံနဲ့ကိုက်အောင် ပြုလုပ်ထားတဲ့ဝတားကြက်သားပေါင်းပါဝတားကြက်သားပေါင်းလို့လည်းခေါ်လို့ရတယ်လို့ဝတားနဲ့ကြက်သားကိုအဓိကဆက်လက်ရနဲ့စားလို့ရအောင်ပြုလုပ်ထားတဲ့စာတောက်တစ်မျိုးပါဒီဘက်မှာတော့ဘူဆန်လို့ခေါ်တဲ့ကိုရီးယားစာတောက်တစ်မျိုးကိုမြန်မာမှုပြုပြီးတော့ချက်ပြုတ်ပြတ်တာပေးခဲ့တာဖြစ်ပါတယ် နောက်တစ်ပတ်တွင်မှာလည်းဘလို့ဟင်းလျာမျိုးတွေကိုချက်ပြုတ်ပြတ်တအောင်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးပါအောင်လို့ဒီကနေ့ပဲတိုက်တွန်းအပ်ပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ